တတော်တွေကိုခုတ်တွင်ရှင်းလင်းခဲ့တဲ့ပွဲစဉ်ကနေကျွန်တော်အကြိုက်ဆုံး Chelsea ကစားသမား9ယောက်မင်္ဂလာပါဗျာကိုကင်းစတာဖုတ်ဘောရှိုးနဲ့ဂျူဒိုဝါရီကျွန်တော်ကခဲ့မှာ Nottingham Forest နဲ့ Chelsea ပွဲစဉ်ကနေကျွန်တော်အကြိုက်ကစားသမား9ယောက်ကိုရွေးထုတ်သုံးသပ်ဆွေးနွေးပြီးသွားကြပါတယ် ်ပထမဆုံးနံပါတ်9နေရာမှာရှိနေတဲ့ကျွန်တော်အကြိုက်ကစားသမားကတော့ Josh Achimbaung ဖြစ်ပါတယ်။ Achimbaung အနေနဲ့စွစောင်းရီပိုင်းလိုအပ်ချက်အနည်းငယ်ရှိပေမဲ့ကျွန်တော်နားလည်လက်ခံပေးလို့ရတယ်။လူငယ်တယောက်ဖြစ်တဲ့အသီးနဲ့ပွဲတော်ခွင့်ရတာတိတ်မကြသေးဘူး။ဒီလိုအခြေအနေမျိုးမှာအရေးကြီးတဲ့ပွဲစဉ်တွေမှာတော့အမှားရင်းအနေငယ်ရှိမယ်အဲ့ဒီမာရွင်ကလည်းနားလည်မှုအမာရွင်ပေါ့နော်အထူးသဖြင့် Romeo Lavia နဲ့သူ့ရဲ့ဂျားရဲ့ချိတ်ဆက်မှုတချို့မှာပြိုင်ဘက်အသင်းရဲ့ pressing ပေးခြင်းခံရတာတွေဂျားဝင်ဖြတ်တော့ ယူခြင်းခံရတာတွေရှိတယ်။နားလည်ပေးပါတယ်။အချင်းမောင်နေနဲ့စ조사ပန်းစားကစားသွားတာပဲကျေးဇူးတင်တယ်။ကိုဘိုးရှာဖြစ်မှုပိုင်းကတော့ဒီလောက်အသက်အရွယ်ကစားသမားတယောက်အနေနဲ့လုံမာပဲပေါ့နော်။ကျွန်တော်ကတော့ Josh ကိုဒုတိယ Levine Cool ဖြစ်လာဖို့တိတ်တော့မမျော်လင့်ရဲပေမဲ့ခိုးပြီးတော့မျော်လင့်မိတယ်။ဒါပြင် Josh အချင်းမောင်ဒီအသင်းတော်အရေးပါတဲ့ဒီအဖွင့်ကိုလည်းတွင်းပြီးသွားခဲ့တယ်။ဒီအဖွင့်ကိုနဲ့ ပတ်သက်ပြီးတော့ကျွန်တော်နောက်ထပ်အကြိုက်ကစားသမားတယောက်ကိုရွေးပေးတဲ့အခါကျမှတီးတန့်ချီမွန်ကန်ဖွင့်မယ် review မှာတော့သိပြီးမပြောခဲ့ဘူးထားပါဆိုတော့ဒီနေ့ Josh တွဲကစားခဲ့ရတဲ့သူကလည်းသူ့ထက်အရင်တာလွန်ကောင်းမှုနေတဲ့သူတော့မဟုတ်ဘူး Trevor Chalobah နဲ့တွဲပြီးတော့ကစားသွားခဲ့ရတယ်ပေါ့နော်အဲ Chalobah လပိုင်းကိုယ်လိုတည်ငြိမ်ရင့်ကျက်တဲ့ကစားသမားဆိုရင်တော့ပြဿနာမရှိဘူး Chalobah အနေနဲ့လည်းအမားရင်းတချို့ကျူးလွန်ခဲ့တဲ့အတွက်ကြောင့် Josh အချင်းပေါင်းတယောက်တည်းကစားရတာလည်းအဲ့ဒါလောက်ထိလွယ်ကူမနေပါဘူး ဒါအိုအသင်းတော်အကောင်းဆုံးပေးဆက်အနစ်နာခံပြီးကစားပေးသွားခဲ့တယ်။ခေါင်းတိုက်ဂူတကူကိုလည်းတွင်ယူပေးသွားခဲ့တယ်။ဒီတို့ကြောင့်ကျွန်တော်ကတော့ George ကိုအကြိုက်ဆုံးနံပါတ်5အဖြစ်ရွေးပေးလိုက်ပါတယ်။ကဲကျွန်တော်အကြိုက်ဆုံးနံပါတ်၄နေရာမှာရှိနေတဲ့ player ကတော့ဒုတိယပိုင်းမှာလူစားဝင်လာခဲ့ပေမဲ့အသင်းရဲ့ကွင်းလယ်ဝင်ယူကြီးတစ်ခုလုံးကိုပြောင်းလဲမှုလုပ်ပေးသွားခဲ့တဲ့ Moises Caicedo ဖြစ်ပါတယ်။အသင်းတစ်သင်းမှာကွင်းလယ်ကစားပုံကအရေးကြီးဆုံးလို့ကျွန်တော်အမြဲတမ်းလို့ပြောမှုတယ်။အဲ့တော့ဘရိုးရဲ့လွယ်လွယ်လေးပါမျက်လုံးထဲမှာထင်တာမြင်တာအောင်ကြည့်ကြည့်လိုက် ဘောလုံးအစုအဖွဲ့တစ်ခုမှာနောက်တန်းကစားသမားကွင်းလေကစားသမားတိုက်စစ်ကစားသမားဆိုပြီးရှိတယ်တိုက်စစ်ကစားသမားအတွက်အနည်းဆက်ဆုံးအစုအဖွဲ့သည် ကွင်းလေအစုအဖွဲ့နောက်တန်းစုအဖွဲ့အတွက်အနည်းဆက်ဆုံးအစုအဖွဲ့သည်ကွင်းလေအစုအဖွဲ့အဲ့တို့ကြောင့်တိုက်စစ်ကောင်းမှုမှုကလည်းကွင်းလေအစုအဖွဲ့အားအများကြီးပါတယ်နောက်တန်းကောင်းမှုမှုကလည်းကွင်းလေစုအဖွဲ့မှုအားအများကြီးပါတယ်ကွင်းလေကရှေ့လေ support ဖြစ်တယ်နောက်ကိုလည်း export ဖြစ်တယ်အဲ့ဒါကြောင့်ကွင်းလေသည်ရန်ရေးပါတယ်လို့ပြောတာပါကျွန်တော်အမြဲတမ်းပြောနေကြလို့ပေါ့ကဘာမှာစုဖလားအတီးတီးရခဲ့ပြီးအောင်မြင်ခဲ့တဲ့အသင်းတွေကိုကြည့်ကြည့်အရန်ကောင်းတဲ့ကွင်းလေစုဖွဲ့မှုတွေရှိခဲ့တယ် Messi, Juho, Messi, Trion စသဖြင့်ပေါ့လေဆိုတော့ကျွန်တော်ဒီဘက်ကိုဘာကြောင့်ပြောနေရလဲဆိုတော့ပထမပိုင်းမှာ Nottingham Forest ရဲ့အဲ့လို ဘောက်ရှိပ်ပုံစံကွင်းလေကစားဖို့ချက်သီးသည်ဘလူနီးထဲမှာအတာကြီးမယူနိုင်ခဲ့ဘူးတူးချင်းတယောက်ချင်းထိုးပေါက်မှုတွေနဲ့ပဲအချိန်ကုန်တာများနေတယ်ဒုတိယပိုင်းမှာ Moises Kais ရိုဝင်လာပြီးတဲ့အချိန်ချက်သီးရဲ့ကွင်းလေကစားပုံကတူတူတနံဖြစ်သွားတယ်ကိုင်စရိုဘေးမှာမဲလူကူစတိုရှိတယ်တခါလီကြရင် Reese ချင်းရှိတယ်တိုးပေမဲ့လည်း ကိုင်စရိုးကသူတယောက်ထဲနဲ့အကောင်းဆုံးထိန်းတာနော်လုံးဝဒီအဖြစ်ဆုံးနေရာမှာဝင်ပြီးကစားပေးသွားခဲ့တယ်လူသားပြောင်းလဲမှုတွေကြည့်မယ်ဆိုရင်ကွင်းလေကစားသမားစစ်စစ်တယောက်ဆိုလို့ကိုင်စရိုးတယောက်ပဲပါတယ်အဲ့ဒါဟိုတောင်မှကိုင်စရိုးဒီကွင်းလေ ်ဥတိုင်းကိုကင်လှုပ်နိုင်တယ်ဘရိုးတွင်မှာပေါ့ခါလီကြရင် reach chain melugusto နှစ်ယောက်ရှစ်တက်သွားခဲ့သည်ရှိတော့အဲ့နှစ်ယောက်ရဲ့ position က half space မှာပဲရှိတယ် central zone ရဲ့ deep ဆုံးနေရာမှာနေရာယူနေတဲ့သူဒီ kaisro မျိုးလုံးနဲ့မှမြင်အောင်ပြရမယ်ဆိုရင် joshua chin paw တစ်ဖက်မှာ chalo ba တစ်ဖက်မှာเนาะကျွန်တော် reach chain melugusto အဲ့ဒီ၄ယောက်အလယ်မှာ kaisro ရှိတယ်လုံးဝ တီးဖြစ်ဆုံးနေရာမှာ single pivot ပုံစံမျိုးနဲ့ဒုတိယပိုင်းတစ်ပိုင်းလုံးဘောလုံးဖြတ်တောက်မှုပဲဖြစ်ဖြစ်ဘောလုံးခွဲဝင်မှုပိုင်းပဲဖြစ်ဖြစ်ဘာမှအပြစ်ပြောစရာမရှိဘူးဗျာကွင်းလေကစားသမားတယောက်ရဲ့ကစားကွက်စိုးမိုးနိုင်စွမ်းဆိုတာကျွန်တော်ညီကိုလေမျက်ဝါးထင်တယ်မြင်တွေ့ခဲ့ရမယ်လို့ထင်တယ်အဲ့တော့ကြောင့် ကျွန်တော်တို့ Moises Kaiser ကိုဒုတိယပိုင်းမှာလူသားဝင်လာတယ်ဆိုပေမဲ့အကြိုက်ဆုံးနံပါတ်၄နေရာမှာထည့်သွင်းရွေးချယ်ပေးပြရတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်ညီကိုတွေကိုတလက်စားတယ်မိတ်ဆက်ပေးချင်တာလေးတခုရှိပါတယ်ကျွန်တော်ညီကိုတွေအနေနဲ့ဘောလုံးပွဲတွေကစားချင်တယ်ဆိုရင်ဒါ Senior Bigboss ကြီးမှာ Super Senior Bigboss ကြီးမှာ Ibak Khunshik ကိုအနေနဲ့ပြန်ပြောမယ်ကျွန်တော်ညီကိုတွေဘောလုံးပွဲတွေကစားချင်တယ်ဆိုရင် Super Senior Bigboss ကြီးမှာ Ibak Khunshik ကို၅၃လုံး miss မောင်း၅၆တို့ကို member တဲ့ဘောနဲ့များစွာနဲ့ယုံကြည်စိတ်ချစွာကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ပပနံပါတ် 39689696440မှာဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်။ကဲဒီတစ်ခါကျွန်တော်အကြိုက်ဆုံးနံပါတ်3နေရာမှာရှိနေတဲ့ကစားသမားပါ။ Robert Sanchez ကောင်းရင်တော့ကောင်းတဲ့အလျောက်ကျွန်တော်ရဲ့ချီးကျူးထောပနာ ပြုတ်ပေးရမှာပဲ။ Milan Kovic ရဲ့ခေါင်းတိုက်ကို Robert Sanchez ရအောင် save သွားတဲ့အလုံးတလုံးရှိတယ်။ တချို့တော့အဝင်ထွက်လေးလည်းမှန်တယ်ကိုသမားတယောက်ကအဝင်ထွက်မှန်ဖို့တော့လိုတယ်အမတ်တမဲကြည့်ရင်ဒါဂိုးမဝင်နိုင်တော့ဘူးလို့ထင်တဲ့အလုံးတလုံးကဟာဝင်ပြီးတော့ဆွဲလိုက်ရတာမှန်တယ်လို့ထင်ပေမဲ့ကျွန်တော်ယောဂင်စင်ကိုကြည့်လေယူနိုက်တက်နဲ့ပွဲတယ်မမရက်ကြည့်နေတယ်နောက်လင်ကွန်းစီးတီးနဲ့ပွဲလာမသိဘူးရက်ကြည့်နေတဲ့ပွဲတွေအများကြီးပါတယ်အဲ့ဒါ तू အဝင်ထွက်မရဲလို့ပေါ့ကိုသမားတယောက်ကအဲ့လိုအဝင်ထွက်မရဲရင်ဘာကောင်းမှမဟုတ်ဘူး နောက်တန်းလူတယောက်လက်မမပါတာဗျခေါင်းမဲတိုက်ရမှာလေဆိုတော့ရောဘတ်ဆန်ချက်ဒီအဲ့လိုအဝင်အထွက်တွေဒီနေ့ရေရဲတင်းတင်းမှန်ကန်စွာဆုံးဖြတ်ချက်ချသွားနိုင်တယ်ကျွန်တော်ကရောဘတ်ဆန်ချက်ကိုဒီနေ့ပွဲစဉ်စိတ်ချလုံခြုံနေရတဲ့ပုံစံမျိုးလေးရှိနေလို့ထင်တယ်သူတို့တွင်းကိုတကူးပဲဗျ ဒီ ego jesus ဆိုတဲ့ကစားသမားဟိုပါဗောမတင်မကြာလေးကန်တွင်းသွားတဲ့အလုံးကိုခွင့်ပြုပေးလိုက်ရတာပဲရှိတယ်။ကျွန်တဲ့အလုံးတွေမှာတော့သူတက်နိုင်သလောက်ပို့ထုတ်ကာကွယ်မှုလေးတွေပေးသွားပါတယ်။အဲ့အတွက်ကြောင့်ကျွန်တော်ကတော့ robert sanchez အကြိုက်ဆုံးနံပါတ်3နေရာမှာရွေးချယ်ပေးပါတယ်ခင်ဗျာ။ကျွန်တော်အကြိုက်ဆုံးနံပါတ်1နေရာမှာရှိနေတဲ့ player ကတော့ captain reece james ဖြစ်ပါတယ်။အဲ reece james ရဲ့စွမ်းဆောင်ရည်ပိုင်းတချို့တဝက် ်အနည်းငယ်လေးယော့နေသေးတယ်ဆိုပေမဲ့ဘာမှအပြစ်ပြောစရာမရှိဘူးကျွန်တော်တို့ကပတိန်ကိုကျွန်တော်တို့သဘောကျတယ်ရစ်ဂျိမ်းဒီဦးစီးဦးဆောင်မှုပြုနိုင်စွမ်းရတော့ သူတပားတက်ကိုတာလွန်ကောင်းမွန်နေတယ်။ Reese Jane ရဲ့ဒီနေ့ပွဲစဉ်မှာအဲတွင်းကိုတကူလေကျွန်တော်မြင်ခဲ့ရတယ်။ဖန်တီးပေးမှုတော့မဟုတ်ဘူးပေါ့ဗျာ။သူပိုင်းနဲ့ရှိသွားတဲ့ဘောလုံးလေးတို့ပေးလိုက်တဲ့အလုံးတလုံးကလည်းဖန်တီးမှုလေးတခုတော့ရခဲ့တယ်။အဲပြန်ရှယ်ထွက်လာတဲ့ဘောလုံးကိုလင်းလင်းမြဲမြဲကန်လိုက်တာလည်းဒါသူ့ရဲ့ပါနက်မှုကြောင့်ပါတယ်။အဲ့ဒီအလုံးတွေထက်ကျွန်တော်သူ့ဥဆောင်မှုကိုကြိုက်တာဗျာ။ Reese Jane ရှိနေကိုနောက်တန်းမှာဒါအချင်းပေါင်းတို့ချလူပါတို့ခန်းတာတယ်။အချင်းပေါင်းချလူပါအနေနဲ့ Reese Jane မပါကြည့်။ Melo Gusto Rivera ထုတ်ကြည့်။ဟာပလိုင်းပေါက်တဲ့ဖားကောက်နေရမယ်။ဥစည်းဥဆောင်မှုပြုတယ်ဆိုတာ ာကျွန်တော်ကဗဇက်အသာပြောရတာလွဲတာတကယ်ကွင်းထဲမှာသွားကြည့်အာပေါအောင်အော်ရမယ်တယောက်နဲ့တယောက်အဝေးကြီးပဲအဲ့လို connection နေမိအောင်မင်းဦးနာမနေဟိုလိုဆော့ဒီလိုဆော့ Captain Reese Jane မှာအဲ့လိုအည်သွေးမျိုးအပြည့်အဝရှိနေတယ်အဲ့ဒါကြောင့်ကျွန်တော်ကဒီနေ့ဘုမ Reese Jane ကိုရေးလဲကြွေတယ်အကြိုက်ဆုံးနံပါတ်2အဖြစ်ယူပြီးတာပါကဲကျွန်တော်ကြည့်ဆိုနံပါတ်1နေရာမှာရှိနေတဲ့ player ကတော့သိကြတယ်အားလုံးလည်းသူ့ကိုပဲ man of the match ယူရမှာပါ Pedro Neto ဖြစ်ပါတယ် Neto သည် step over တွေလုတ်တဲ့နေရာမှာအရန်ကိုအသားကြလုံးတယ်။နတိုရဲ့ step over နဲ့ဖြတ်တင်ဘောကတခိတကာဝီလီယံနဲ့သွားတူတယ်။ ်ဝီလျံဆိုဘရိုးတွေမှာဝီလျံလဲစတက်โอเวอร์လုပ်တယ်ဒါပေမဲ့ဝီလျံစတက်โอเวอร์တော့နဲတယ်ဝီလျံတက်ကိုပို့ပြီးတော့ဟိုကြွဲတယ်ဗျာပြောမယ်ဆိုဝီလျံဘဲချေညာချေရင်းပေမဲ့တကယ်တမ်းထုတ်ကန်ရင်သူကအဲ့လိုမျိုးညာချေတပေါက်ပဲထုတ်ထုတ်ကန်တာများတယ်ပေါ့နော်တိုးတော့နတူကြောက်အဲ့လိုမဟုတ် step over လုပ်ရင်လည်း stop step တွေလည်းသွားတယ် stop step ဆိုတာထားပါတော့ဗျဘလုံးကိုဆွဲပြီးပြင်ပြန်ပြီးချက်ချင်းပြန်ဘက်ပြန်နေချက်ချင်းပြန်ထုတ်တကယ်တော့ကိုကအဲ့လိုလုံးကြည့်မယ်ဆိုမလွယ်ဘူးလေချော်လဲသွားလိမ့်မယ်အဲ့ဒီအပိုင်းဒီမှာနတူအရန်ကောင်းတဲ့ stop step ရယ် step over ရယ်အဲ့ဒီ dribbling skill တစ်ခု ပေါင်းဖက်မှုမှာနတ်တော်ဆရာကြီးပဲအဲ့တော့သူအချင်းပေါင်းတွင်းဦးမဲ့ကိုကိုပေးလိုက်တဲ့အလုံးဆိုရင်လုံးဝမထင်အောင်အဲ့ဒီနေရာကပဲဒါ half space လို့ခေါ်တာပေါ့အဲ့ half space ကနေပဲ cover cross တင်မယ်ထင်တာတော်တော်အရှိကြီးဆွဲထုတ်ပြေးသွားတယ်ဘောလုံးဆွဲထုတ်ပြေးတဲ့နေရာမှာလည်းဟိုအတူပြေးတာရှိတယ်အရှိပြေးတာရှိတယ်အတူပြေးတာဆိုတာလမ်းကြောင်းတတူလေးပြေးတာပေါ့ဗျဘောလုံးလေးကိုနည်းနည်းလေးထုတ်ပြီးပဲပြေးတယ်အဲ့လိုပြေးတာလေနတ်တူကောင်းတယ်အရှိထုတ်ပြေးရင်လည်းနတ်တူကောင်းတယ်အရှိထုတ်ပြေးတော့ဘောလုံးလမ်းစာယူအရှိကြီးထုတ်ပြီးတော့ဆွဲပြေးသွားတာအဲ့ဒီဆွဲပြေးမှုမှာ तू တင်ပေးလိုက်တဲ့ cross ပေါ်ကအရန်ကိုလာရဲကွက်တီပဲဒါပြင်ရှေ့မှာနောက်ထပ်တယောက်ခေါင်းတိုက်ရသေးရဲ့ဗျအဲ့လွဲသွားလို့သူပေးတဲ့ cross ball တွေဖန်တီးပေးမှုတွေအများကြီးပဲအဲ့တော့အချင်းပေါင်းခေါင်းလေးပေါ်နည်းနည်းလေးခုန်လိုက်တာနဲ့ဝင်သွားတာသူပေးတဲ့ cross ball ကလဲထွက်နေတာဒါ free kick ကန်သွင်းမှုကလည်းပါးရည်နဲ့ရှိတယ်လို့ပဲပြောရမယ်သူအောက်ဘောကန်တာဟုတ်ကိုသမားတွေကအောက်ဘောဖမ်းတဲ့အခါကျရင်နည်းနည်းလိုအပ်ချက်ရှိတယ် ရီစ်ဂျင်းကလည်းမထင်ထားတဲ့အခြေအနေမျိုးလေးကနေပြန်ပြီးတော့ဘတ်ချလိုက်တာကိုကန်သွားတော့ကုသမဆဲလိုအပ်ချက်လည်းပါတော့ပါရပေါ့နော်ဒါပေမဲ့နက်တိုဒီနေ့ပွဲမှာအရန်ကိုကောင်းမှုခံထားခဲ့ပါတယ်ကျွန်တော်အဲ့အတွက်ကြောင့် man of the match အဖြစ်ပက်ဒရိုနက်တိုကိုရွေးချယ်ပေးနေတယ်ဗီဒီယိုလေးဒီမှာနားကွင်ပြပါအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ